မင်္ဂလာပါရှင်ခေတ္တ new သတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်ကုလဆင်မြင့်တွင်စေအုစုကိုစလဲမတွေ့ရဘူးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စေအုစုဟာတန်တမန်ရေးရအောင်ပွဲခံနေပြီဆိုကပြောဆိုရေးသားမှုများရှိနေပြီ၎င်းဟာမင်းအောင်လန်တရုတ်ပြီးရောက်ရှိပြီးရှီကျင့်ပြင်နဲ့၎င်းမိုဒီနဲ့၎င်းမော်စကိုတွင်ပူတင်နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရသွားတယ်ကိုညွှန်းပြောဆိုခြင်းဖြစ်ပါတယ်။တရုတ်ရုရှားနဲ့အိန္ဒိယတို့ကမရောက်လိုက်အာဏာသိမ်းပြီးချိန်မှစပြီးကိုကြောင်ကိုဝဲထောက်ခံနေကြပြီးအခုမှလူမြင်ကွင်းထွက်ပြီးလက်ဆွဲနှုတ်ဆက်နေကြခြင်းဖြစ်ပါတယ်။ဒါပေမဲ့ ၎င်းသွားခဲ့တဲ့ခရီးစဉ်များဟာနိုင်ငံတကာအစည်းအဝေးပေါင်းအတွင်မှဖြစ်ပြီးအခုထိဘီဂျင်းနဲ့နယူးဒေလီတို့မှနှစ်နိုင်ငံချစ်ကြည်ရေးအလဲအပက်ခရီးအဖြစ်တိကျဖိတ်ခေါ်ခြင်းမခံရသေးပဲနဂိုကလေးကထောက်ကန်နေသူများလူမြင်ကင်းတက်လာပြီးနှုတ်ဆက်နေကြသည်ကိုကြည်ပြီးစေအုပ်စုတန်တမန်ရေးရအောင်ပွဲရနေပြီလို့ပြောဆိုနေခြင်းလည်းမှအမှန်တကယ်နှင့်နီးစပ်မှုဖြစ်နေကြောင်းသိရှိရပါတယ်။တခုရှိတာကအမျိုးသားညီညွတ်ရေးအစိုးရရဲ့မိတ်ဆွေရင်းကြကြီးဖြစ်တဲ့ တီမောအားလက်တလောတွင်ဆုံးရှုံးသွားခဲ့တာပဲဖြစ်ပါတယ်။တီမောရဲ့စစ်အုပ်စုအားရဲအတောက်ဆန့်ကျင်နေမှုကိုအာဆီယံနိုင်ငံများကမကြိုဆိုတဲ့အတွက်နောက်ဆုံးမှာအသင်းဝင်ခွင့်ရဖို့အလျှော့ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဒေါ်နယ်ထရန့်အိမ်ဖြူတော့ပြန်ရောက်လာတဲ့အချိန်ကနေစပြီး liberal democracy ဟာကပ္ပစာမျက်နှာတွေနေရာပေးခြင်းမခံရတော့ဘဲမေးမိန်စာပြုနေပါတယ်။ popular listing ကထလာပြီးနိုင်ငံအများအပြားဟာလည်းထိုအကြောင်းကို ရှေ့တန်းမတင်ရကြတော့ဘဲအင်္ဂလန်တွင် Made England Great Again ဆိုတဲ့ကြွေးကြော်သံခေတ်စားလာပါတယ်။အခုလိုပြောင်းလဲလာတော့ကမ္ဘာနိုင်ငံရေးမျက်နှာစာမှာဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေသောအမျိုးသားညီညွတ်ရေးအစိုးရကလည်းတရမန်ရေးအရာတိုးစစ်ဆင်မှုရခင်ကတည်းအစပေါင်းများစွာပိုခက်ခဲလာနေကြောင်းတွေ့ရပါတယ်။ဒါအတွက်ရှေးလျှောက်ဂီယာချင်းနိုင်ရဲ့စတင်မလာ၄ရက်နေတွင် UNG ခေါင်းဆောင်ပိုင်းဟာဘယ်ဂျီယံနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။ဆီအိုစုကတော့အာနာရှင်များနဲ့အတင်းကရောပလဲတကင်းလုပ်ပြီး ၎င်းတို့ဟာ one or use အဖြစ်လက်ခံနေကြပါတယ်ထိုထက်ပိုပြီးခေါင်းထောင်မလာနိုင်အောင်ကုလသမဂ္ဂစင်မြင့်တွင်ထပ်၍တွေ့လာမီလားကမ္ဘာနိုင်ငံအသီးသီးမှခေါင်းဆောင်များနိုင်ငံရေးဝန်ကြီးများအသီးသီးမိန်ကွန်းပြောနေကြခြင်းတွင်မရောက်နိုင်ဖို့ကအနာကက်ခွင့်မရရှာပဲကာဇက်စတန်တွင်ဘလို့မှဖြစ်မလာနိုင်တဲ့တရုတ်ရဲ့ရန်ဝင်းနဲ့လမ်းစီမံကိန်းပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့အရေးမြတ်အဖက်များအကြောင်းအရာများပြောပြီ ဓာတ်ပုံအရိုက်ခံရင်လှည့်ပတ်ချိန်ဖြုံးနေရပါတယ်။တားမြင်စီပွားဖွံ့ဖြိုးလာအောင်ဘာမှမမေ့ရမလုပ်ပြပဲနိုင်ငံတကာစီမံကိန်းများကိုအကောင့်ထဲပေါ်ဖို့ပြောဆိုနေခြင်းသာဖြစ်ပါတယ်။ကုလစင်မင်းတွင်ပြောခွင့်ရသူများကတော့မြန်မာအကြောင်းကိုပြပြနေနေပြောကုန်ကြရပဲဖြစ်ပါတယ်။ထို့အထဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားကြီးဝင်ကြီး အာဆီယံရဲ့အချက်၅ချက်အပေါ်ယုံကြည်မှုရရှိရန်ဆက်ပြီးကြိုးပမ်းသွားမယ်လို့ပြောဆိုခဲ့ပါတယ်။မြန်မာတွင်သဘောတူထားပြီးသောအပြစ်ကက်ရစဲရေးကိုချိုးဖောက်မှုများအပေါ်လွန်စာစိုက်ပျက်မိကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ဆေယိုစုတီထားရမှာကမြန်မာပြည်တတိတခြားကြီးရည်တည်နေခြင်းမဟုတ်ဘဲဒေသတွင်းဒစိတ်တပိုင်းအဖြစ်ပါဝင်နေတယ်ဆိုတာကိုတတိမူတင်ကြောင်းပြောသွားခဲ့ပါတယ်။မိမိတို့ကိုပြစ်ပယ်ပြီးတရုတ်မျက်နှာပဲကြည့်၍မလုံရဆိုလိုခြင်းဖြစ်ပါတယ်။ အခုအခါအင်အားကြီးနိုင်ငံများရဲ့ပြိုင်ဆိုင်မှုဟာတရုတ်ပင်လယ်အတွင်းသာမြန်မာတို့ဘာကူးဆက်ပြန့်နှံ့လာပြီဖြစ်စီအယူစိုးရင်ကင်းမကင်းဖြစ်နေကြပါတယ်တရုတ်နဲ့တစောင်းစင်းနဲ့မျက်ကြီးဖြစ်နေပြီဖိလစ်ပိုင်ဟာနောက်နှစ်တွင်အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူရတော့မယ်ဖြစ်ပြီးတရုတ်ခြေလှယ်မှုကိုစန့်ကျင်သွားမည်တခုတည်းသောနိုင်ငံလည်းဖြစ်နေပါတယ်စီယိုစုအားအနောက်ဘက်အချမ်းတွင်လည်း၎င်းတို့လူရောတိုးရိပ်မရဖြစ်နေတဲ့ရိုဟင်ဂျာပြည်ထောင်နာနဲ့ရင်ဆိုင်နေရပြန်ပါတယ် ဘင်္ဂလားဒေ့ရှ်ဟာအင်းဒီချင်းနိုင်ငံကြောင့်ရိုဟင်ဂျာများပြည်လင်းဒုတိယမြောက်ဒုက္ခရောက်နေတဲ့နိုင်ငံဖြစ်တယ်လို့ခေါင်းဆောင်ဖြစ်သူမိုဟာမက်ယူနစ်ကကုလသမဂ္ဂအထွေထွေညီလာခံတွင်မိကွန်းပြောကြားရာမှာထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။မြန်မာဒေသဒီတည်ငြိမ်ရေးကိုချိန်ချောက်နေမှာကပဲရိုဟင်ဂျာများလုံခြုံစိတ်ချစွာနေရဲ့ပြန်ရေးအလားအလာများမှာပြတ်သုံးနေပြီလို့ဆိုလိုပါတယ်။ အခုအခါအကူအညီများဖြတ်တောက်ခံနေရပြီးရင်းကြများတစ်လလင်6ဒေါ်လာနှုန်းနဲ့သာကျွေးနိုင်တော့မည်ဖြစ်သဖြင့်အငတ်ပေးနေရင်ဆန်ရတော့မည်ဖြစ်ပါရင်နိုင်ငံအနေနဲ့ပို၍တာဝန်ယူပေးရရန်နဲ့စေအုပ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တို့ကလည်းစတဲ့တဘို့တိုးပြီးဖိအားပေးကြရန်တောင်းဆိုသွားခဲ့ပါတယ်။ယူနစ်ဟာစက်တင်ဘာလ30ရက်နေ့ညယောက်တွင်ရင်းကြအရေး ရန်မုံငွေများရရှိရနှင့်တည်တံ့ခိုင်မြဲမဲ့ဖြည့်ရှင်းချက်တရရရှိရန်အတွက်ထိပ်သီးဆွေးနွေးပွဲကိုခေါ်ယူထားပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်အတွင်းလူတသိန်းခွဲခန့်တက်မှန်ထွက်ပြေးခဲ့တယ်လို့လည်းသိရပါတယ်အခုလို အခြေအနေမျိုးမှာစီအိုစုဟာ၎င်းတို့ဘာလို့လို့ထောက်ခံနေသောရုရှားနှင့်တရုတ်တို့မှလွဲပြီးအခြားနိုင်ငံများကထောက်ခံရဲကြပြီးမဟုတ်ပါဘူးတရုတ်ဟာလက်ရှိကမ္ဘာစနစ်ကြီးအားနိုင်ငံပေါင်းစုံတက်ညီလက်ညီဦးဆောင်မဲ့မာတီလက်တလစ်စင်ဖြင့် သွားမီလို့ပြောနေတော့လေ၎င်းတို့ရဲ့မြန်မာရေးကံကြွယ်မှုကိုကြည်၍မိသူကစိတ်ချယုံကြည်မလဲဆိုတာကို၎င်းတို့လိုလာတဲ့လူများကိုအာနာသိမ်းခိုင်းမိဦးဆိုကမခက်ပေဘူးလားဟုတွေးတောနေကြမိပဲဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မြောက်ရီမျိုးနယ်လေးကေကော်တိုက်ပွဲအတွင်းမြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးထိုင်းမြေပေါ်သို့ကြာရောက်ပေါက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနယ်စပ်တွင်လုံခြုံရေးတိုးမြှင့်လိုက်ကြောင်းတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်တိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်လေးကိတ်ကော်တိုက်ပွဲအတွင်မြန်မာဘက်မှဖြစ်ခဲ့သောလက်နက်ကြီးကြီးတိုင်းမြေပေါ်သို့ကျရောက်ပောက်ကွဲပြီးနောက်တိုင်းစစ်တပ်ကနယ်စပ်တွင်လုံခြုံရေးတိုးမြင့်ထားကြောင်းတိုင်းသတင်းဌာနကအခုလိုပဲဖော်ပြထားပါသည် စက်တင်ဘာလ24ရက်နေ့မြောက်ရီမျိုးတွင်လေးကေကော်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ်မြန်မာဘက်မှပြစ်ခတ်လိုက်သောလက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့နယ်အတွင်းသို့ကြားရောက်ပေါက်ကွဲခဲ့ကြောင်းအဆိုအားကြားရောက်ပေါက်ကွဲမှုကြောင့်လူထိခိုက်ခြင်းမရှိတော့လဲထိုင်းနိုင်ငံကမြန်မာဘက်သို့တရားဝင်ကန့်ကွက်လာပေးပို့လိုက်ကြောင်းသိရှိရပါတယ်။အခုလိုကန့်ကွက်လာပေးပို့ပြီးနောက်ထိုင်းစစ်တပ်က ထိုင်းမြန်မာနယ်စပ်တခြားလုံးနဲ့ထိုင်းစစ်တပ်ကကင်းလှည့်ခြင်းနဲ့လုံခြုံရေးတိုးမြင့်မှုများကိုလှုပ်ဆောင်လာကြောင်းထိုင်းဘက်အကြမ်းတွင်24နာရီလုံခြုံရေးတိုးမြင့်လိုက်ကြောင်းသိရှိရပါသည်။စက်တင်ဘာလ20ရက်နေ့မှစတင်ပြီးစစ်တပ်ကမြားရီမြို့နယ်၄ကီကော်မြို့သို့စစ်ကြောင်းများစတင်ထိုးလာပြီးဆွဲတော်အမြောက်ကုန်းကိုရရှိရင်ကျိုးပန်းထိုးစစ်ဆင်လာကြောင်းအဆိုပါနေ့မှစတင်ပြီးယနေ့စက်တင်ဘာလ25ရက်နေ့အထိတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားနေကြောင်း ခုလိုပဲသိရှိရပါရဲ့ရှင်ဆလဘီနေပြည်တော်အပါအဝင်နိုင်ငံတော်ဝန်ဆန္ဒမဲပေးနိုင်တဲ့အသက်18နှစ်နဲ့အသက်လူငယ်များခရီးလွန်ပျောက်ဆုံးနေပြီးမြို့နယ်နှစ်ခုထဲတွင်ပင်လူဦးရေ2000ကျော်ခရီးလွန်ပျောက်နေပြီးနေရက်စွန့်ကစစ်ပေးရှောင်များကိုစစ်တပ်ကအတ္တမမဲပေးခိုင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နေပြီးတော့အပါအဝင်မြန်မာနိုင်ငံတဝမ်းမှာဆန္ဒမဲပေးနိုင်တဲ့အသက်ဆက်ရှင်နေတဲ့အတက်လူငယ်များခရီးလွန်ပျောက်ဆုံးနေပြီးနေပြီးတော့အတွင်းရှိမြို့နယ်နှစ်ခုတည်းပင်ပင်ခရီးလွန်ပျောက်ဆုံးနေသူလူဦးရေ2000ကျော်ရှိကြောင်းလူဝေမှုကြီးကြပ်ရေးဝန်ကြီးဌာနကအခုလိုပဲတင်ပြထားပါတယ် အကြံဖက်စစ်တပ်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနေပြည်သူအင်အားဦးစီးဌာနကဆန္ဒမဲပေးရဲ့အကျိုးဝင်နေတဲ့အသက်၁၈နှစ်နဲ့အတက်လူငယ်များစရင်ကိုမြို့နယ်ကျွေးအုပ်နဲ့လာဝကရော့တွင်အပတ်စဉ်စီစစ်နေကြောင်းအခုလိုစီစစ်ရရင်လာမယ့်ဒီဇင်ဘာလအတွင်းအသက်18နှစ်ပြည့်ပြီအတီးပြုတ်လူဦးရေစီးရင်ရရှိရေးမြို့နယ်များအလိုက်မြေပြင်ကွင်းစစ်မဲ့လူဦးရေကောက်ရယူရေး ကြည်ကြံမှုကော်မတီများအဖွဲ့အစည်းဆောင်များဆောင်ရွက်လက်ရှိကြောင်း အခုလိုစီစီရမှာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရှစ်မြို့နယ်တွင်အသက်၁၈နှစ်အထက်လူငယ်များခရီးလွန်ပျောက်ဆုံးနေတာကိုတွေ့ရှိရကြောင်းသိရှိရပါသည်။လက်ရှိစစ်နာမဲပေးနိုင်တဲ့အသက်၁၈နှစ်အထက်လူငယ်များခရီးလွန်ပျောက်ဆုံးနေတဲ့နေပြည်တော်ကောင်စီမြို့နယ်ရှစ်မြို့နယ်အနက်မြို့နယ်နှစ်ခုထဲတွင်လူဦးရေ၂၀၀၀ကျော် ခရင်လွန်ပြောက်ဆုံးနေကြောင်းဇဝူတိရိမြို့နယ်တွင်ဆန္ဒမဲပေးနိုင်သည့်အသက်18နှစ်အထက်လူဦးရေ3918ဦးပြမနာမြို့နယ်တွင်ဆန္ဒမဲပေးနိုင်တဲ့အသက်18နှစ်အထက်လူဦးရေ2120ဦးခရင်လွန်ပြောက်ဆုံးနေကြောင်းအခြားမြို့နယ်များတွင်လည်းလူဦးရေတောင်ကနန်းမှတောင်ကနန်းထိလူငယ်များစည်ရင်းသာရှိပြီးလက်တွေ့တွင်နေထိုင်ခြင်းမရှိတော့ဘဲခရင်လွန်ပြောက်ဆုံးနေကြောင်းသိရှိရပါသည် ဒါကြောင့်စစ်ကောင်ရှင်ကတိုင်းအဆင့်ခရိုင်အဆင့်နဲ့မြို့နယ်အဆင့်များအနေနဲ့ရက်ွက်ကျေးရွာများနဲ့ချိတ်ဆက်ပြီး၎င်းဌာနဆိုင်ရာအနေနဲ့၎င်းလက်ရှိပြောင်းရွှေ့ရောက်ရှိသူများမိသားစုဝင်များ၁၈နှစ်နှင့်အတန်းစရင်အတိုးလျှော့အား၎င်းမဲစရင်လူဦးရေတွင်ပါဝင်တဲ့ခီးလွန်များပြန်လည်ရောက်ရှိမှုအခြေအနေများကိုတိုးတက်မှုရှိမှရှိစစ်ဆေးဆောင်ရွက်သွားရန်အပတ်စဉ်တိုးတက်မှုအခြေအနေကိုကြေးရွာအုပ်စုရက်ွက်အလိုက်ဌာနအလိုက်သတ်မှတ်ပုံစံနဲ့တင်ပြဆောင်ရွက်သွားခြင်းညွှန်ကြားထားပါသည် လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့နိုင်ငံတော်ဆန္ဒမဲပေးနိုင်တဲ့အသက်၁၈နှစ်နဲ့အတက်လူဦးရေများကို အပတ်စဉ်စီစစ်ရတဲ့အတိုင်းအစဉ်တွင်အပတ်စဉ်တင်းလာနေတဲ့အတိုင်းတိုင်းခရိုင်အစဉ်တွင်အပတ်စဉ်တောက်ကြနေတာတိုင်းမျိုးနယ်အစဉ်တွင်ဗုဒ္ဓဦးနေတိုင်းစီစစ်ရမယ်လို့စစ်ကော်မရှင်ကညွှန်ကြားထားကြောင်းသိရှိရပါတယ်။ အခြားတစ်ဖက်တွင်လည်းစစ်တပ်ကနေနေရက်စွန့်ခွာစစ်ပေးရှောင်ပြည်သူများကိုမူလနေထိုင်ရာမြို့နယ်များအတွက်ဆန္ဒမဲပေးလိုပါကရောက်ရှိမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင်လာရောက်မဲ့အော်တိုဘားလ12ရက်နေ့နောက်ဆုံးထားပြီးပုံစံ15နဲ့လျှောက်ထားရန်ဖိအားပေးနေကြောင်းစစ်ပေးရှောင်များအနေနဲ့ကြိုတင်ဆန္ဒမဲပေးခြင်းကိုနိုဝင်ဘာလ25ရက်နေ့မှနိုဝင်ဘာလ29ရက်နေ့အထိမဲပေးရမည်ဟုဖိအားပေးနေကြောင်းသိရှိရပါသည်။နေရက်စွန့်ခွာစစ်ပေးရှောင်ပြည်သူများအနေနဲ့မိမိတို့မူလနေရာ ထိုင်းဟာမြို့နယ်တွင်ကြိုတင်မဲပေးလိုပါကရောက်ရှိနေသောမြို့နယ်များတွင်စစ်နာမဲပေးရန်လျှောက်ထားရန်လဲစစ်တပ်ကဖိအားပေးနေကြောင်းအခုလိုပဲသိရှိရပါရရှင်။